်မင်္ဂလာပါရှင်ကျွန်မကဒဇင်ပါဒီနေ့ဂျော်လာ၁၇ရက်နေ့အတွက် People's Bank ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်အမေရိကန်လဝကနဲ့အောက်ခွန်ဌာနရှိမှလူရတဲ့ခြေစုဝေဆန္ဒပြတဲ့သတင်းပစိဖိတ်သဘုတ်တရားမှာတရုတ်လေရင်တင်တင်ပေါ်နှစီတပြိုင်တည်းဖြန့်ကျက်တဲ့သတင်းအာနာသိမ့်ဖို့ကြံစီခဲ့ကြောင်းဆွဆွဲချက်ကိုဘရာဇီးတမရဟောင်းညင်းဆိုတဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင် Los Angeles မြို့မှာတရားမဝင်ရွှေ့ပြောင်းအခြေချသူတွေကိုဖမ်းဆီးခဲ့တဲ့လောက်ရက်နဲ့ပတ်သက်ပြီး နယူးယောက်မြို့မှာရှိတဲ့ American လူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာန ICE ရဲ့ဌာနချုပ်ရှေ့မှာလူတွေယာနဲ့ရှိစုဝေဆန္ဒပြခဲ့ကြပါတယ်။သမ္မတဒေါ်နယ်ထရန့်ရဲ့အမေရော ICE ဟာတရားမဝင်ရွှေ့ပြောင်းအခြေချမှုတွေကိုပိုပြီးအင်တိုင်းအားတိုင်းဖြိုခွင်းဖို့စ조사လာနေပြီးအဲ့ဒီအတွက်လည်းဌာနချုပ်နဲ့မိုင်2400လောက်ကွာဝေးတဲ့ Los Angeles မှာပြဿနာတွေဖြစ်စေခဲ့ပါတယ်။ ICE agent တွေက Los Angeles မြို့လယ်ရပ်ကွက်တစ်ခုမှာတရားမဝင်ရွှေ့ပြောင်းအခြေချသူတွေကိုဝင်ရောက်ဖမ်းဆီးရတာကနေ့ ပြီးခဲ့တဲ့သတင်းပတ်မှာဆန္ဒပြပွဲတွေစတင်ဖြစ်ပွားလာပြီးနောက်ဆက်တွဲစူပူတောင်းကျမ်းမှုတွေပါပေါ်ပေါက်လာပါတယ်။အဲ့ဒီအတွက် Los Angeles မှာလလောဆယ်ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီးတမရထရန့်ကလည်း ICE agent တွေကိုကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့မြို့ထဲမှာ American စစ်တပ်ရဲ့အရန်တပ်တွေဖျက်ချထားသလို Marine တပ်ဖွဲ့ဝင်တွေကိုပါဆေလွတ်ထားပါတယ်။ Los Angeles ကကိစ္စတွေကြောင့် American ရဲ့တခြားမြို့ကြီးတွေမှာပါ ICE နဲ့တမရထရန့်ရဲ့မူဝါဒပိုင်းကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေဖြစ်ပေါ်လာပါတယ်။ ဂျွန်လ10ရက်နေ့ကတော့ယာနေ့ခြေရဲဆန္ဒပြသူတွေဟာနယူးယောက်မှာရှိတဲ့ ICE ရုံးချုပ်ရှေ့စီကိုစုဝေးခြေတက်ခဲ့ကြပါတယ်သူတို့တွေဟာနယူးယောက်ကနေ ICE ထွက်သွားဆိုတဲ့အဝါရောင်တောက်တောက်စာတမ်းတွေကိုအင်္ဂလိပ်စပိန်နှစ်ဘာသာနဲ့ရေးထိုးပြီးကိုင်ဆောင်လာခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်ဆန္ဒပြသူတွေထဲကတချို့ဟာအခြေအနေကိုစောင့်ကြည့်နေတဲ့လုံခြုံရေးတပ်ဖွဲ့တွေနဲ့ရန်ဆောင်ခဲ့ကြပြီးအဓိကရုံးနှိမ့်နေရေးကိရိယာတွေတက်ဆင်ထားတဲ့ရဲတွေဟာဘေးတစ်ဖက်တစ်ချက်မှာဖြန့်ကျက်ထားခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ် ကယ်လီဖိုးနီးယားပြည်နယ်အစိုးရရဲ့လုံပိုင်ခွင့်ကိုဘောင်းကျော်ပြီး Trump က Los Angeles မြို့စီစစ်တပ်တွေဇေလွတ်ခဲ့ခြင်းကသူနဲ့ ICE ရပ်ပေါ်နိုင်ငံအနှံ့မှာစန့်ကျင်ရပ်တင်မှုတွေပိုပြီးတိုးပွားလာစေခဲ့ပါတယ်။ Los Angeles မှာဆန္ဒပြပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး New York သားမကပဲ Seattle, San Francisco, Washington DC, Austin, Chicago တို့လိုမြို့ကြီးတွေမှာပါ ICE စန့်ကျင်ရဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့ပါတယ်။အတိုက်အခံ Democratic Party ဝင်တဦးဖြစ်ပေမဲ့လည်း လူဝင်မှုကြီးကြပ်ရေးမူဝါဒအပိုင်းမှာထရန့်ကိုထောက်ခံတဲ့သဘောထားမျိုးရှိနေသူနယူးယောက်မြို့တော်ဝန်အရစ်အဒန်ကထရန့်ဟာလော့စ်အိန်ဂျလိစ်လိုမျိုးနယူးယောက်ကိုပါမရင်းတပ်ဖွဲ့ဝင်တွေဇေလွတ်မယ်လို့တော့မထင်ကြောင်းသူကပြောကြားသွားပါတယ်။နယူးယောက်မှာဂျွန်လာ၁၀ရက်နေ့ခြေတပ်ပွဲမတိုင်ခင်တဲကလည်းပုံမိုတင်းငယ်တဲ့ဆန္ဒပြမှုတွေရှင်းနှင်ခဲ့ပြီးတချို့အချိန်တွေမှာရဲတွေနဲ့ဆန္ဒပြသူတွေကြောင့်ပဋိပက္ခတွေဖြစ်ပေါ်ခဲ့ပါတယ်ရှင်။ပစိဖိတ်သမုဒ္ဒရာရေပြင်မှာတရုတ်ရေတပ်ရဲ့လေရင်တင်တင်းမောနှစီ တပြိုင်တည်းလှုပ်ရှားနေတာကိုပထမဆုံးအကြိမ်တွေ့ရှိခဲ့ကြောင်းဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။တရုတ်ကလေရင်တင်တင်းမောတွေကိုကံဝေးပင်လယ်ပြင်တွေမှာပုံပုံလှုပ်ရှားလာစေတာဟာဒေသအတွင်းမှာစစ်ရေးဩဇာချက်ထွင်မှုရည်မှန်းချက်ရဲ့အစိတ်အပိုင်းဖြစ်နိုင်တယ်လို့ဂျပန်ကပြောပါတယ်။တရုတ်ရေတပ်ဟာလေရင်တင်တင်းမော၃စီးထိပိုင်ဆိုင်လာပြီဖြစ်ပေမဲ့အရွယ်အစားကြီးမားတဲ့အဲ့ဒီရေရင်ကြီးတွေကိုနိုင်ငံပိုင်နဲ့ရဲ့ဝေးကွာရပင်လယ်ပြင်တွေမှာစစ်စင်ရေးဆောင်ရွက်မှုအတွေ့အကြုံတွေအရန်နှဲပါနေစေပါ။ ဒါပေမဲ့အဲ့ဒီအားနည်းချက်ကိုပြင်ဆင်ဖို့တရုတ်ရေတပ်ကအခုလက်တွေ့ကြိုးပမ်းနေပြီလို့ဂျပန်ကယုံကြည်နေပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကတရုတ်ရဲ့လျောင်နှင်းလေယာဉ်တင်တင်မော့ဦးဆောင်တဲ့တိုက်ရဲရင်အုပ်စုဟာဂျပန်ကမ်းလွန်မှာရှိတဲ့တီးတန့်ဇီးပွားရေးဆောင် EEZ အသတ်မှတ်ထားရရေပင်ကိုဖျက်တမ်းခုန်မောင်းပြီးပစိဖိတ်သမုတ်တရားထဲမှာစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ဒါဟာတရုတ်လေယာဉ်တင်တင်မော့တစ်စီးကဂျပန်ရေပိုင်နဲ့အလွန် EEZ တဲ့ပထမဆုံးအကြိမ်ဖျက်တမ်းဝင်ရောက်မှုလည်းဖြစ်ခဲ့ပါတယ်။အခုဆိုရင်လျောင်နှင်းဟာ ပစိဖိတ်သမုတ်တရားထဲမှာစစ်စင်ရဲလှောက်ရှားမှုတွေကိုဆက်လက်လှောက်ဆောင်နေသလိုရှန်တောင်းလေရင်တင်တင်းမော့ဥဆောင်တဲ့ရေတောက်ဖွဲ့တစ်ခုကလည်းကွဲပြားတဲ့အစိတ်အပိုင်းတတိယမှာရှိနေပါတယ်။လေရင်တင်တင်းမော့တွေအသီးသီးဥဆောင်တဲ့တရုတ်ရေတောက်ဖွဲ့တစ်ခုဟာဂျပန်ကပိုင်ဆိုင်ပြီးအစွန်ဖျားကြလွန်တဲ့ကျုံငယ်တွေနားမှာရောက်နေတယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။အရင်တုန်းကတရုတ်ဟာပစိဖိတ်သမုတ်တရားကန်ဝေးရေပြင်ကို လေရင်တင်တင်းမော့နှစ်စီးတပြိုင်တည်းဆေလွတ်ဖြန့်ကျက်တာမျိုးကဘယ်တော့မှမရှိခဲ့ဘူးပါဘူး။ တရုတ်ဟာမေလာကဆလို့အရှေ့အာရှကမ်းလွန်ရေပြင်မှာစစ်သည်မောတွေနဲ့ကမ်းခြေဆောက်ရေရင်တွေကိုပုံမဖြန့်ကျက်ပြီးစစ်အင်အားကိုပုံမချဲ့ထွင်ထုတ်ပြလာနေခဲ့ပါတယ်။ဂျပန်ကာကွယ်ရေးဝန်ကြီးဂျန်နာဂါတာနီကတရုတ်ရေတပ်ရဲ့လှုပ်ရှားမှုတွေဟာဂျပန်ရဲ့လုံခြုံရေးကဏ္ဍကိုထိခိုက်မှုမရှိစေဘူးဆိုတာသိကြအောင်တရုတ်အစိုးရနဲ့ဆက်တွယ်ညှိနှိုင်းမယ်လို့ပြောပါတယ်။ဒါပေမဲ့သူကတရုတ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေအပေါ်ရှုတ်ချသွားတာမျိုးတော့မရှိပါဘူး။ ဂျပန်ဟာပစိဖိတ်သမုဒ္ဒရာရပ်ဝန်းမှာလေကြောင်းကာကွယ်ရေးစွမ်းဆောင်ရည်ကိုမြင့်တင်ဖို့ဆက်လက်စ조사နေရင်တစ်ဖက်မှာလည်းတရုတ်စစ်ရေးရင်တွေရဲ့လှုပ်ရှားသွားလာမှုတွေကိုမျက်ခြေမပြတ်စောင့်ကြည့်နေမယ်လို့နာဂာတာနီကပြောကြားခဲ့ပါတယ်ရှင်။အာနာဒိမ့်မဲ့အကြံစီမှာပေါဝင်ခဲ့ကြောင်းဆွဆဲချက်တွေကိုဘရာဇီးတမရဟောင်းဂျယ်ဘိုဆိုနာရိုကတရားခွင်မှာညှဉ်းဆန်သွားခဲ့ပါတယ်။2019ကနေ2022ခုနှစ်ထိဘရာဇီးတမရအဖြစ်တာဝန်ယူခဲ့ဘူးသူလက်ရာဇောအမျိုးသားရေးဝါဒီနိုင်ငံရေးသမားက ရွေးကောက်ပွဲမှာလက်ရှိသမ္မတလူဝစ်အင်နာရိုလူလာဒါဆေးဗာကိုအရင်နှိမ့်ခဲ့ပြီးတဲ့နောက်မှာအာနာသိမ့်ဖို့စူးစမ်းခဲ့တယ်ဆိုတဲ့ဆက်ဆဲချက်တွေကိုပယ်ချသွားခဲ့ပါတယ်။အာနာသိမ့်ဖို့ကြံစီကြောင်းဆက်ဆဲချက်နဲ့ပတ်သက်လို့ဂျော်လာဆယ်ရနေ့ကပထမဆုံးချိန်တရားရုံးကိုရောက်လာခဲ့တဲ့ဘော်ဆိုနာရိုကအာနာသိမ့်ဖို့ဆိုတာဟာဆက်ဆုပ်ရုံရှားစရာကိစ္စဖြစ်ပြီးသူ့အဆိုအရကကြံစီစိတ်ကူးခဲ့တာမျိုးလုံးဝမရှိဘူးလို့ထွက်ဆိုခဲ့ပါတယ်။ဘော်ဆိုနာရိုဟာကြံရပါရီအဖြစ်ဆက်ဆဲခံရသူအဆိုအရနဲ့စစ်ဘက်အရာရှိအောင်ခုနှစ်ဦးနဲ့အတူ တရားခွင်မှာခုခံရှောက်လဲခဲ့တာဖြစ်ပါတယ်။2023ခုနှစ်ဇန်နဝါရီလ10ရက်နေ့တုန်းကသမရလူလာကျန်တက်စာကျင်းဆိုပြီးတပတ်အကြာမှာဘောဆိုနာရိုကိုထောက်ခံသူတွေကဘရာဇီးလျားမြို့တော်မှာရှိတဲ့လွှတ်တော်နဲ့အစိုးရအဆောက်အုံတွေကိုပြစ်မှတ်ထားစီးနင်းခဲ့ကြပါတယ်။အသက်80ရွယ်သမရဟောင်းကတော့ဒီကိစ္စဟာသူမြောက်ပေးခဲ့တာမဟုတ်ကြောင်းပြောသလိုအာနာသိမ့်ဖို့ကြံစီခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေကိုတောက်လျှောက်ညှင်းဆိုလာခဲ့ပါတယ်။တရားသူကြီးအလက်ဇန်းဒါဒီမိုရေးစ်က ဘောဆိုနာရိုဟာအာနာသိမ်းဖို့ကြံစီခဲ့တယ်ဆိုတဲ့ဆက်ဆွဲချက်တွေနဲ့ပတ်သက်ပြီးသူ့ကိုမေးခွန်းထုတ်တဲ့အခါမှာသူကအဲ့ဒီလိုကြံစီခဲ့တာလုံးဝမရှိပါဘူးလို့သမရဟောင်းကပြောကြားသွားခဲ့ပါတယ်။သူရောသူ့လက်အောက်မှာအမှုထမ်းခဲ့တဲ့စစ်ဦးစီးအရာရှိတွေကပါဆက်စုပ်ရင်ရှားစရာကိစ္စတစ်ခုဖြစ်တဲ့အာနာသိမ်းမှုကိုနည်းနည်းလေးတော့မစင်စားခဲ့ကြပါဘူးလို့ဘောဆိုနာရိုကပြောပါတယ်။ဘရာဇီးဟာဒီလိုဆိုးရွားမှုမျိုးကိုဖြတ်တန်ကြုံတွေ့ဖို့မထိုက်တန်ကြောင်းသူရဲ့အဆိုအရကြောင့်အာနာသိမ်းဖို့ဖြစ်နိုင်ခြင်းမျိုးလဲဘယ်တော့မှမရှိခဲ့ကြောင်း သူကတရားသူကြီးကိုတုတ်ပြန်သွားခဲ့ပါတယ်။ဘောဆိုနာရိုဟာ2020ရွေးကောက်ပွဲမှာလူလာဥဆောင်တဲ့အတိုက်ခံညွန့်ပေါင်းအင်အားစုကိုကျင်းမြောင်းနဲ့မဲရလက်မျိုးနဲ့ကပ်ပြီးအရေးနှိမ့်ခဲ့ပါတယ်။တရားဝင်ရွေးကောက်ပွဲရလက်ထွက်ပေါ်လာပြီးတဲ့နောက်ဘောဆိုနာရိုကမဲရဲ့တွက်မှုတွေမှာမယိုးသားတာတွေရှိခဲ့ကြောင်းတဖက်သက်ဆက်ဆွဲခဲ့တယ်လို့လူလာရဲ့တမရအဖြစ်ကျန်းသက်စာကျင်းဆိုပွဲကိုလည်းရှောင်လွှဲခဲ့ပါတယ်။ရွေးကောက်ပွဲရလက်ကိုမယိုးသားဘူးလို့ဆက်ဆွဲခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့တော့ဘောဆိုနာရိုကအဲ့ဒီကိစ္စပေါ်အယုံကြည်မရှိတာဟာ သူတယောက်တည်းမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။ပြီးတော့သူကဒီလိုဆွဆွဲယုံတဲ့အဖွဲ့အစည်းပုံအခြေခံဥပဒေကိုချိုးဖောက်မှုမမြောက်ဘူးလို့ဘော်ဆိုနာရိုကဆိုပါတယ်။သူရဲ့အပြုမှုဟာစိန်ခေါ်ပီဆန်တဲ့သဘောမျိုးဖြစ်ခဲ့ရင်တောင်မှလုံတင်နာကိုလုံခဲ့ယုံတာဖြစ်တယ်လို့လည်းသူကအခိုင်အမာပြောကြားသွားပါတယ်။ဘော်ဆိုနာရိုအပါအဝင်ရှစ်ဦးဟာအာနာသိမ်းဖို့အထောက်မှုလက်နက်ကရာဇဝတ်မှုအသိအဖွဲ့တွေနဲ့ဆက်ဆက်မှုဒီမိုကရေစီအောက်ဆိုးမှုကိုဖျော်ဖြေဖို့ကြံစီမှုထိခိုက်ပျက်စီးစေမှု ရှေ့အမွေနှစ်တွေကိုထိခိုက်စေမှုဆိုတဲ့ဆက်ဆွဲချက်၅ခုကိုရင်ဆိုင်နေရပြီးအားလုံးကအပြစ်မရှိကြောင်းညှင်းဆိုထားပါတယ်ရှင်။ပြပစွေရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါရှင်။